အားလုံးမင်္ဂလာပါဒီနေ့မှလည်းပရာလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ပြောပြရမယ်ဒီနေ့ပြောပြရမယ့်အကြောင်းအရာကကြောက်စရာလည်းကောင်းတယ်ဘူးတုဒ္ဒလည်းရတယ်အဲ့ဒါကထိုင်းနိုင်ငံမှာဖြစ်တာဖြစ်တာမှာအကြံငယ်လက်17ရက်နေ့မှာဖြစ်တာနိုဝင်ဘာ17ရက်နေ့2025ခုနှစ်ဒီနေ့ပေါ့ဗျာကြံငယ်တဲ့ကြံငယ်တဲ့တရက်နှစ်ရက်လောက်ကမှဖြစ်ခဲ့တာအဲ့ဒီအကြောင်းကိုကျွန်တော်ပြောပြရမယ်ဒီကောင်မလေးတယောက်ကိုအောက်လန်းနဲ့ပြုစားထားတာအောက်လန်းနဲ့ပြုစားတာမှတယောက်တည်းမဟုတ်ဘူး ဘယ်နှယောက်လဲဆိုတော့ပထမဆုံးသုံးမနဲ့ပြူစားခိုင်းတယ်ဒုတိယကလားအောက်လန်းဆရာသုံးပြီးတော့ပြူစားခိုင်းတယ်တတိယကဖုံးကြီးဖုံးကြီးပဲမဲ့အောက်လန်းအသက်ပညာတွေတက်ပြီးလူတွေတတ်နေတယ်ဖုံးကြီးနဲ့ပြူစားခိုင်းတာနောက်ဆုံးဟာကကြတော့တိုက်တိုက်ကကြတော့ဒီကောင်မင်းကတိုက်ကလာတာအော်တိုက်ကပါဝင်ရှုပ်နေတာပေါ့ဗျာပြောရမယ်ဆိုတော့အဲဆိုကျွန်တော်ပြောပြမယ်နော်ဘာကြောင့်ဖြစ်တာလဲဘာကြောင့်လောက်တာလဲဘယ်သူလောက်တာလဲဆိုတော့ဒီကောင်မလေးကထိုင်းနိုင်ငံမှာသူကတယောက်တည်းနေတယ် အသက်ကထားပါတော့20ပတ်ချာလေ20မပြည့်တပြည့်အဲ့လောက်မှရှိလိမ့်မယ်ပြီးတော့သူ့အဖေကမြန်မာဘက်မှာသူ့အမေနဲ့အဖေကကွဲနေတာအဖေကနောင်မင်းမယူထားတယ်အဲ့ဒီနောင်မင်းမအဓိကပဲနောင်မင်းမကဒီကောင်မလေးကိုဒီလိုမျိုးတွေဖြစ်အောင်လှုပ်ထားတာခိုင်းပြီးတော့လှုပ်ထားတာဘာကြောင့်လှုပ်တာလဲဆိုတော့ဒါတော့ထားလိုက်ပါတော့သူတို့အကြောင်းနဲ့သူတို့ကိစ္စပါနော်ဒါဆိုရင်ကျွန်တော်အဲ့ဒါဟိုပြောပြမယ်အဲ့ဒီနေ့ကရေးကြီးလူနာဆိုပြီးတော့ဆရာကိုဖုန်းဆက်လာတယ်ဆရာကဖုန်းဆက်တော့ဆရာကလည်းချက်ချင်းသွားရတာပေါ့ ွားတော့ဟိုရောက်တော့ကောင်းမလေးအဲ့လိုမျိုးအောက်လန်းတိုက်တင်တိုက်ခံထားရတာပထမဆုံးတိုက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြမယ်နော်ဒီကောင်းမလေးကမင်္ဂလာဆောင်တော့မှာမင်္ဂလာဆောင်တော့မှာဆိုတော့တိုက်ကထုံးကန်တိုင်းလက်မခံဘာဖြစ်တယ်ညာဖြစ်တယ်ဒီကောင်းမလေးကိုဟုမကောင်းတာတွေလှုပ်ထားတယ်ဗောဗျာတမနာနေမကောင်းဖြစ်အောင်တို့စိတ်အနှောက်အယှက်ဖြစ်အောင်တို့စိတ်ဆင်းရဲအောင်အဲ့လိုတွေလှုပ်အဲ့တော့လုတ်ပြီးအဲ့ဟာကိုလဲချော့မော့ပြီးတော့ရှင်းရတယ်ရှင်းတော့အဲ့ဒီတိုက်ကဘာတွေပြောလဲဆိုတော့ဒီကောင်မလေးကိုရန်ကုန်9လအတွင်းပြန်လာတာလူချင်းနေတယ်ဆိုပြီးတော့ အဲ့ဆရာကိုခွန့်တောင်းတယ်တောင်းတယ်ပေါ့ဗျာတောင်းဆိုတယ်အဲ့နဲ့ဆရာကလည်းအေးဟုတ်ပြီဒါဆိုရင်ငါရန်ကုန်၅လအတွင်းဒီကောင်မလေးကိုပြန်ပို့ပေးမယ်ဒါပေမဲ့ဒီ time မှာရှိတဲ့အမြင့်ဆုံး time ထီပေါ့ဒီကောင်မလေးကိုလှုပ်ပေးလှုပ်ပေးရင်ဒီကောင်မလေးကရန်ကုန်ပြန်လာစေရမယ်ဘာလို့လဲဆိုတော့ time ကိုလာအဓိကပတ်စံချာခြင်းလို့လေအဲ့တော့ time ထီအမြင့်ဆုံးသာမင်းတို့ပေါ့အောင်လှုပ်ပေးလိုက်မင်းတို့ပြောတဲ့အတိုင်းရန်ကုန်၅လအတွင်းမဟုတ်ဘူးအခုပအခုတ်ချက်ချင်းရန်ကုန်ပြန်လာစေရမယ်ဆိုပြီးတော့ပြန်ခရီးတောင်းတော့ သူ့ဟာနဲ့သူပြန်ချီတော့တိုက်ကကောင်တွေကမလုပ်ပေးနိုင်ဒီကောင်တွေကဘာလို့လျှောက်ပြောလဲဆိုဖျားစင်မှာခြေကနန်ပေးထားတယ်လို့ဘာလို့ဆိုတော့ပြောတော့ဆရာကပြောတော့ခြေကနန်လောက်နဲ့စိတ်မဝင်စားဘူးတဲ့မင်းတို့ပေးမယ်ဆိုရင်အမြင့်ဆုံးအဲ့ထိုင်းဒီအမြင့်ဆုံးစုတာပေးတယ်အဲ့ဆိုရင်တော့ရမယ်လို့ပြောတော့ဟိုကောင်တွေမပေးနိုင်မပေးနိုင်တော့လာမြေတားရက်ခံပြီးတော့ဘလို့မလုံးနဲ့ကောင်းတာပဲလို့မင်းတို့စောင့်မဲစောင့်ရှောက်ပါเนาะဒါသူ့တက်တန်းစီပဲနေနိုင်အောင်နေပြီးမှမင်းတို့ရှိပြန်လာပါစေဒီကောင်တွေကမဟုတ်ဘူး တတန်းစီမနေပဲနဲ့အခုခေါ်မယ်ဘာမယ်ညာမယ်လုပ်နေတာနောက်ဆုံးမှတဖြည်းဖြည်းလျှော့ပြီးတော့အဲ့တိုက်ကိစ္စရှင်းလိုက်ရတိုက်ကိစ္စရှင်းပြီးတော့ဆုံးမှဆုံးမှလည်းသူကလည်းအဲ့လိုဝင်ချလာဝင်ချလာပြီးတော့ဒီကောင်မလေးကိုမကောင်းတဲ့ဟာနဲ့ပြုတ်စားလုပ်ထားရပေါ့နော်ဒါပေမဲ့ तू ကပြောတယ်အဲ့ဆုံးမှ तू ပညာနည်းနည်းလေးပါတဲ့ तू ပြန်နှုတ်ပေးပါမယ်ပေါ့နော်တမန် तू ကလည်းခိုင်းလို့လုပ်ရတာပါဆိုပြီးတော့ပြောတယ်ပထမဆုံးမှလည်းဝင်ဝင်လာပြီးတော့မန်မချဘူး तू ကလည်း အဲ့အဆုံးမဟုတ်ပါရှင်းပြလိုက်ရတယ်ရှင်းပြီးတော့နောက်တစ်ယောက်ဒုတိယတစ်ယောက်ကလားဆရာကလားဆရာကလည်းသူကလည်းအဲ့လိုပဲကလားဆရာကကျတော့ဘာပြောလဲဆိုတော့ဒီကောင်မင်းကအရန်အေးတယ်အနေထိုင်လဲရိုးတတာပဲသူကနေတာတဲ့ तू မလုချင်ဘူးတဲ့အောက်လန်းနေနေတဲ့ဒါပေမဲ့သူ့ကိုပတ်စံပေးပြီးတော့ခိုင်းတော့ तू ကလည်းပတ်စံရရင်ဘာမစိုးလုံးမဲ့လူသူကတော့အေးအေးယိုးယိုး तू ကလှုပ်လိုက်ပြီးသွားပြီဒါပေမဲ့သူ့ပညာကလည်းနည်းနည်းလေးပဲတဲ့ तू အရန်ကြီးကို ပြင်းပြင်းထန်ထန်နဲ့မလုတ်ထားဘူးပေါ့နော်နားကလို့တဲ့သူမလုတ်ရဘူးတဲ့အဲဒါကြောင့်အတိတက်ခိုင်းတာအတိမတက်ဖဲနဲ့ပညာနည်းနည်းလေးပဲလုတ်ထားရပေါ့ဗျာအဲ့လိုပြောတော့အဲ့နဲ့ကလားဆရာကိုလည်းသစ္စာရည်ပါးတိုက်ပြီးတော့နောက်မလုတ်ပေါ်နဲ့ဘာညာညာနဲ့ဆိုတော့ပြောပြီးတော့အဲ့ကောင်ကလည်းအဲ့ကလားဆရာလည်းသူလုတ်ထားသမျှဟာရအကုန်လုံးပြန်ထုတ်သွားဆိုတော့ရှင်းသွားတိုက်ချင်းသွားတယ်စုံးမပတ်သက်တဲ့လှုပ်ထားတဲ့ဟာတွေလည်းအတိုက်တွေလည်းရှင်းသွားတယ်ကလားဆီယာလှုပ်ထားသမျှဟာတွေလည်းရှင်းသွားတယ်နောက်ဆုံးအဓိကအကြောင်းအရာလာမှာအဲ့ဖုံးကြီးကလာပြီ ဖုန်ကြီးอ่ะเนาะတင်ငန်းน่ะဝက်ဖို့မတန်အောင်အဲ့ဖုန်ကြီးอ่ะဘယ်တော့ဆိုးလဲဆိုတော့သူ့ကိုဒီရွှေရင်ကျော်ဆရာတွေစေးကူတဲ့အခါမှာဆွဲရင်လာတန်းလို့ခေါ်လိုက်လို့ရှင် လာရတယ်လုံးဝမနေနိုင်ဒါပေမဲ့ဖုန်ကြီးอ่ะအင်းကျွမ်းတယ်အင်းနေအင်းနေပါလေသကုံကျွမ်းတယ်ထင်တယ်သူကသူ့မွေးထားတဲ့အကောင်ကြီးတွေကိုတကောင်ကြီးတကောင်လွှတ်တာဒါပါတော့ဒီတစီအကြီးစားတို့အာအကြီးစားတို့ညာအကြီးစားတို့လှုပ်ပြီးတော့သူ့အစားဒီကောင်တွေကပဲလုံနေတယ်လို့လို့ဘာလို့လို့ပေါ့ဗျာ အဲ့လိုမျိုးလာခံခိုင်းလာပထမတော့ဆရာကညှောက်ထားလိုက်တယ်ဘုံကြီးဆိုတာလည်းတိတယ်အဲ့ဒါနဲ့အဲ့မဆိုင်တဲ့ကောင်တွေနဲ့စစ်ရင်စင်စင်နဲ့ပေါ့နော်ကညှောက်ထားလှောက်ထားလှောက်ထားပြီးစင်နဲ့အချင်းကနည်းနည်းလေးကြာလာလူတွေကလည်းဘေးနားမှာအများကြီးဖြစ်လာပြီးလူတွေကလည်းကင်မရာနဲ့ဂျီဟာကိုမှတ်တမ်းနေတင်ထားတယ်ကျွန်တော်တို့ဆရာကဘယ်တော့ယူသားလဲဆိုရင် तू ကဒီလိုမျိုးဖုန်းနဲ့ကင်မရာနဲ့ तू ကရိုက်တာရမလို့ချင်ဘူး ူကသူထင်းထင်းပေါ်ပေါ်လဲမနေချင်လိုင်းမှမှလဲတိတ်တက်တာဘာညာမရှိဘူးဒီတန်းသူ့မှာဆိုစိတ်ကူမယ်အေးဆူဆီးနေမယ်ဒါလောက်ပဲထားပါတော့အချိန်ကြာလာတော့ဒီကောင်မလေးရဲ့အသက်အရွယ်နေပါလဲဆိုရင်တော့ဆရာကအဲ့ချိန်ကြာတော့မှသူ့ကျမ်းမြင်ဟိုသူကလက်နဲ့အလိုမျိုးပုတ်ချပြီးတော့ဖောင်းနဲ့ပုတ်ချပြီးတော့တကယ်မူလစွဲရင်တကယ်လောက်တဲ့အစ်စ်ကောင်မယ်ချက်ချင်းဝင်ပူးစမ်းဝင်လာစမ်းတနေ့မဟုတ်တာကောင်နဲ့အကောင်လုံးဘေးဖယ်စမ်းဆိုပြောလိုက်တော့မှအဲ့ဖုန်းကြီးကဝင်ချလာတယ် ဘုန်းကြီးကဝင်လဲဝင်လာပြီးပုံစံတွေပါပြောင်းထန်ပလိုက်တယ်လုံးဝပုံစံတွေပါပြောင်းထန်ပြီးတော့ငါဘုန်းကြီးပဲကွာမင်းဘာလို့ရှင်လဲငါလာပြီဆိုပြီးတော့သူအဲ့လိုပြောတာမင်းငါ့ကိုလှုပ်လေငါ့ကိုလှုပ်ရင်ငါဘုန်းကြီးအဲ့တော့မင်းမဲငရဲကြီးမှာဆိုပြီးတော့ဘုန်းကြီးကဆက်ဆက်ဝင်လာခြင်းနဲ့သူကအဲ့လိုမျိုးပြောတာအဲ့နဲ့ဆရာကပြီးတော့ဘုန်းကြီးကအဲ့ဒါမပြောခင်မှာငါတဲ့လူတွေအများကြီးတက်ခဲတာတဲ့အစ်စေးပဲကွာတဲ့မင်းကြိုက်တယ်လို့လုံးမင်းကြိုက်တယ်လို့ကဒီကောင်မလေးတည်စေရမယ်ဆိုပြီးတော့အဲ့လိုပြောတာ မရိုင်းနိုင်ဗျာနော်တော်တော်ဆိုးတယ်တင်ကန်းချုံပြီတော့အဲ့ဒါနဲ့ဆရာကမင်းရတဲ့ဖုံးကြီးမဟုတ်တော့ဘူးလေတဲ့မင်းကလူသူတော်ဘာအသက်တွေကိုအကုန်လုံးတတ်ထားရလို့မင်းကိုယ်နဲ့ဝန်ခံတာတဲ့အဲ့တော့မင်းကပါရာဇီကကြနေပြီတဲ့ပါရာဇီကကြနေတဲ့လူကဖုံးကြီးမဟုတ်တော့ဘူးလေမင်းကတင်ကန်းအရေးခြုံထားတာပဲတဲ့မင်းကဘာမှဖျားသားတော့မဟုတ်တော့လို့ပြောလိုက်တော့ဖုံးကြီးကကြောင်သွားသူ့စကားနဲ့သူမိသွားအဲ့ဒါသူဆက်ပြောမင်းလုံလေးတဲ့မင်းပညာဘလောက်စွမ်းလဲဒီကောင်မလေးကိုတဲ့ငါထွက်တာနဲ့ ဒီကောင်မလေးခန္ဓာကိုယ်မှာဘုံရဝင်ဝင်ပြီးတော့ဝင်လာတာကိုသူထွက်တာနဲ့ဒီကောင်မလေးပါအသက်အပါစီရမယ်ဆိုပြီးပညာစမ်းတာပညာပြိုင်တာပေါ့ဗျာပြောရမယ်ဆိုတော့လုံးဝမလျှော့ဘူးလုံးဝမလျှော့ဘူးမေတ္တာရက်ခံတယ်ဘလို့မှမေတ္တာရက်ခံလို့မရပြီးတော့ तू ကဒီကောင်မလေးကိုသူကပြောထားတဲ့စကားအတိုင်းငါထွက်တာနဲ့ဒီကောင်မလေးအသက်ပါသွားစီရမယ်လို့ပြောရတဲ့အတိုင်းအဲ့လိုမျိုးကူးနေတဲ့အတော်အတွင်းမှာဟို ီကောင်မလေးရဲ့အတက်ကိုအဲ့ဒီဖုံးကြီးကသူ့ရဲ့အောက်လန်းပညာတွေနဲ့နှုတ်နေတာနှစ်ခါတိတိနှုတ်တာဘယ်တော့တောင်ဆိုးလဲမဆိုးလဲဆိုရင်ဒါခဏထောင်းတော့ကျွန်တော်နောက်ထပ်ဘူးဒရအနေနဲ့ထပ်ပြောပြမယ်တကွကြားဖြတ်ပြီးတော့ရှင်ကျော်စီကအများစုကစေးကုတဲ့အခါမှာသူ့ရဲ့အိမ်မှာပဲပွဲတွေပါတွေထိုးပြီးတော့ကုကြတာများတယ်ပွဲအပ်ပြီးတော့ဒီအဖအစရာကြီးတွေပေါ့နော်ဒီဂိုင်းတော်တီထောင်ခဲ့တဲ့အဖအစရာကြီးတွေနောက်ပြီးတော့ဖျားငါးစုအဲအဲ့လိုမျိုးတွေကိုပွဲတွေပါနဲ့အပ်ပြီးတော့ပွဲအပ်ပြီးတော့မှအသေးချာကုကြတယ် ဘာဖြစ်လို့လဲဆိုတော့တချို့အဲ့လိုမျိုးမအပ်ဖန်းနဲ့ပွဲမအပ်ဖန်းနဲ့ကုတဲ့အခါမှာပြဿနာတွေပါပေါ်လာတတ်တယ်ပေါ်လာတတ်တဲ့အခါမှာကုနေနဲ့လူနာရုတ်တရက်အဲ့လိုမျိုးဟောက်ကောက်ကဖြစ်သွားလို့ရှိရင်လူနာရှင်တွေကဟာဒါဆရာကြောင့်ပါဆိုတော့ဝိုင်းရိုက်တာတွေပါဖြစ်တတ်လို့တော်ရုံတိုင်ရုံဆိုရင်ဘယ်သူမှပွဲမပါဘဲနဲ့မကုဘူးဒါပေမဲ့အဲ့ဒီနေ့ကလုံးဝအကြီးပေါ်ဖြစ်နေလို့ဆရာသွားလိုက်ရတာပွဲကမရှိဘူးပွဲမထိုးတာဘူးဒါပေမဲ့ တရားသူပညာကိုလည်းသူယုံတယ်၊ဂိုင်းတော်ကိုလည်းယုံတယ်ဆိုတဲ့အတွက်ကြောင့်ပြီးတော့ဉာဏ်ကောင်းတယ်လို့ပဲပြောရမှာဗျာဒီလားပွဲမရှိပေမဲ့ तू ကနှုတ်ကတိနဲ့ပေါ့နော်သူတစ္ဆာတွေပါဆိုပြီးတော့ရှင်ကျော်ပညာတကယ်တစ္ဆာဆိုရင်တကယ်ကိုဖြစ်တာဗျာတစ္ဆာမပြတ်သေးရတကယ်ကိုဖြစ်တာ तू ဒီအဘားဆရာကြီးကိုပေါ့နော်ဒီကောင်မလေးရဲ့အသက်ခန္ဓာကိုဒီအဘားဆရာကြီးပါအပ်ပါတယ်ဘုရားငါးစုကိုပါအပ်ပါတယ်ဆိုပြီးတော့ तू ကတခါလဲပြောထည့်လိုက်တာအမှန်ငယ်ယုဒနာပွဲကွင်းရင်လူနာကို အဲတမီးတမီးရဲ့အသက်ခံတာဆရာကိုအပ်လာဒီလိုပဲပြောတာဒီအဘာဆရာကြီးတွေအထက်ပုဂ္ဂိုလ်တွေဖះငါးစုတွေကိုပါ အပ်ပါအပ်ပါလို့ဘယ်သူမှမပြောဘူးဒါပေမဲ့ပွဲတွေဘာတွေမထိုးထားတဲ့အတွက်တခါတည်းအကုန်လုံးကပါအပ်ထားတာချုပ်ထားတာအဲ့ဒါလည်းဒီကလေးမာလီရဲ့အသက်ကိုကယ်နိုင်လိုက်တဲ့အကြောင်းပြချက်တစ်ခုလည်းဖြစ်သွားတယ်အဲ့လိုကုနေတဲ့တော်တဲ့မှာဒီကောင်မလေးအသက်ကိုနှစ်ခါတိတိနှုတ်တာလို့ခုနကကျွန်တော်ပြောရနော်နှုတ်တော့လုံးဝမျက်ဖြူကြီးလန်ကြသွားတာ မျက်ဖြူလမ်းမလို့အကောင်မင်းကအသက်မရှူတော့ဘူးဘိုင်းကမပြက်လဲသွားတာနှလုံးတွေပါမခုံတော့သွေးတွေပါမလျှောက်တော့ဘူးအဲ့ဒီအချိန်မှာဒီလိုမျိုးဒီနှာသက်နာကိုထောက်ပြီးတော့အဲ့ဒီကောင်မင်းရဲ့နာမည်ခေါ်ပြီးတော့အဲ့လိုမျိုးဒီနှစ်ဖူးဖြောင်းလိုက်ရိုက်ချပြလိုက်တယ်ဆရာအဲ့တုန်းကရိုက်ချလိုက်မှအကောင်မင်းအင်းအင်းဆိုပြီးတော့ပြန်ထလာသတိတွေပါပြန်ဝင်လာအဲ့လိုမျိုးနှစ်ခါတိတိအသက်ကိုနှုတ်တာဖုံးကြီးရနော်သူငုနာစိန်ခေါ်ရတယ်သူနှုတ်တာနောက်တော့သူနှုတ်လို့မရဘူး ုတ်လို့လည်းမရဘူးဒီဆရာကိုလည်း तू ကလည်းကြမ်းလို့လည်းမရဘူး तू မနိုင်ဘူးပေါ့ဗျာပြောရမှာဆိုရင်အောက်လန်းဟိုဗျာသိလားအောက်လန်းဖြစ်နေမှာတော့ဘလို့မှအထက်လန်းကိုနိုင်စရာအကြောင်းမရှိဘူး तू ကတော့အင်းဘလောက်ပဲကြွန်းကြွန်းဘလို့ပဲမိုးပြန်နေအောင်တော်ပါစီဘလို့မှအဆင်မပြေဘူးအဲ့နဲ့အဲ့ဖုန်းကြီးကဘာပြောလဲတော့မင်းဒီကောင်မလေးရဲ့အသက်ကိုမင်းကဲခြင်းကဲနိုင်မှာဒါပေမဲ့မြန်မာပြည်မှာရှိတဲ့ဒီကောင်မလေးမိဘတွေကိုတော့မင်းကဲနိုင်မှာမဟုတ်ဘူးဆိုပြီးတော့တော်ထဲမှာသူတို့ကရောက်နေတာတဲ့မင်းကဒီ time မှာ သူတို့ကမြန်မာပြည်မှာမင်းဘလို့မှမကယ်နိုင်အောင်ဆိုတော့အဖုံးညဒဇင်ထပ်ထောင်မြောင်ထောင်းတော့ဆရာကျေးဇူးပဲတဲ့မင်းပြောပြလို့ဒီကောင်မလေးတဲ့မိဘနေရတဲ့ငါတိသွားပြီတဲ့ဟုတ်ပြီတဲ့မင်းဦးနာပြောတဲ့အတိုင်းဆရာကလည်းမင်းနဲ့ငါနဲ့ပဲခြားတော့တာပေါ့ဒီကောင်ကဖုံးကြီးမှမဟုတ်တော့တာဖုံးကြီးမစစ်တော့လေပါရာဇီကကြာသွားပြီဆိုကြတဲ့အဲ့နဲ့ဖုံးကြီးကအေးတဲ့ငါဆိုပြီးတော့သူ့ရဲ့ဆက်တွေလှုပ်တယ်ပေါ့ဗျာသူ့ရဲ့မကောင်းတဲ့ကောင်းတွေပါလှုပ်ပြီးတော့သူ့မိဘတွေသွားတတ်ခံသွားပြီးတော့မကောင်းတာတွေလှုပ်တယ်ပေါ့ဗျာ ဒါမှဒီဆရာကလည်းဒီဘက်မှာ तू ကလည်းကတယ်ဗောလေသူ့ရဲ့ပညာတွေသူ့ရဲ့ဒီဂိုင်းကနာတွေနဲ့ကတယ်ဆိုတော့ဘုန်းကြီးကဘလုံးမလုံးလို့မရဘလုံးမလုံးလို့မရဘုန်းကြီးကဒေါသထွက်တောက်တောက်တခါခါခါပြီးတော့ဒီချမ်းမြေနဲ့တဘုံမုံပုတ်အဲ့နဲ့ဆရာကဟဲ့လူတွေချမ်းမြေမှာပုတ်နေတယ်အောက်မှာလူတွေနေတာတဲ့ဒီမှာဒီတစ်ဆက်တည်းနေတာမဟုတ်ဘူးဆိုတော့ပြောအဲ့နဲ့ဘုန်းကြီးကငြိမ်သွားဗျာဘုန်းကြီးကနောက်ဆုံးဘလုံးမတက်လို့လည်းမရဘူးဒီကောင်မလေးကိုလည်းတက်လို့မရဘူး ရန်ကုန်ကသူ့မိဘတွေလည်းတက်လို့မရဘူး။ဘုန်းကြီးကဘလို့ထပြောဆိုဒီကောင်မော်ရငါရဲ့ဒီလှေကားကွန်တွန်းချတာတဲ့။အသေးတတ်တာတဲ့။မသေးဘူးတဲ့။မင်းနဲ့နည်းနည်းလေးလက်ဦးွားတယ်ကွာတဲ့။ဆရာကပြောတာ။မင်းကလက်ဦးရင်ဒီကလေးမှတည်ပြီတဲ့။ဆိုတော့စဉ်းစားကြည့်ဗျာ။ဒီလား။မိတွေးကပတ်စံပေးပြီးတော့လှောက်ခိုင်းနေ။နော်နော်ပါပါစဉ်းစားဉာဏ်ပြီးပတ်စံရတာအကုန်လုပ်တာအဲ့ထဲမှာလုပ်တဲ့အထဲမှာဒီဖုန်းကြီးကအဆိုးဆုံးပဲတဲ့ အဲ့ကုနေနေဆရာပြောပြတာဘုန်းကြီးကလုံးဝခေါင်းမာအမှန်တကယ်တော့လေကျွန်တော်သာဆိုရင်တော့အဲ့ဒီဘုန်းကြီးမှာရှိတဲ့ပညာတွေပါတခါတည်းနှုတ်ပြလိုက်ရမှာနှုတ်ပြလိုက်မှာပေါ့နော်ဘာလို့လဲဆိုတော့ဒီတယောက်ကိုဒီကောင်မလေးအောင်ဒီလောက်လုံနေတခြားလူတွေသူဆက်လုံနေမှာပဲပြီးတော့သူ့ပါဇက်ကကိုနိုင်ကပြောခဲ့တာငါလူတွေတက်ခဲ့တာများပြီတဲ့အဲ့လိုမျိုးပြောခဲ့တာဗျာဒါပေမဲ့ဆရာကကြတော့ပညာမင်းပညာရောတဲ့ငါမယူဘူးတဲ့တိမ်လည်းမတိမ်ဘူးတဲ့ မမှန်မနေတဲ့ဒါပေမဲ့ဒီကောင်မလေးကိုတော့အကောင်အတိုင်းပြန်လုပ်ပေးသွားတယ်ဆိုတော့နောက်ဆုံးဖုန်းကြီးကလက်လျှော့ပြီးတော့တောက်တခက်ခက်အန်တကြိတ်ကြိတ်နဲ့မနိုင်လည်းမနိုင်ဘူးချလို့လည်းမရဘူးပြန်ကန်တီးလို့လည်းမရဘူးငါငါဖုန်းကြီးဆိုပြီးတော့မန်ထောင်လို့လည်းမရဘူးဟိုကဆရာကဒီဖုန်းကြီးဂိုင်းကန်နာနဲ့ပတ်သက်ပြီးတော့ပါရာဇီကဘာညာစသဖြင့်ဒါလည်းတိနေတော့အလျှော့ပေးလိုက်ရတယ်အလျှော့ပေးလိုက်တော့မှအဲ့ဒီကောင်မလေးမှရှိသမျှဟာတွေအကုန်လုံးထုတ်သွားတော့မှအဲ့ကောင်မလေးက ကောင်းတိုင်းပြန်ဖြစ်သွားတာဆရာကပြောပြတယ်ဒီကုသတဲ့ပွဲကတော်တော်ကြမ်းနေတဲ့တကယ်လို့အမှားယွင်းတစ်ခုခုရှိမယ်အချွတ်ချော်တစ်ခုခုရှိမယ်ဆိုရင်ဆရာထပြေးရမယ်ဂိမ်းရှိတယ်တဲ့ဆိုပြီးတော့ပြန်ပြောပြတာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော် channel ကိုလည်း subscribe လုပ်လို့ရပါတယ် Facebook မှာလည်း follow လုပ်ပြီးလို့ရပါတယ်